တိုဘာ၁ရက်ဘုဒ္ဓဘုနေ့အာယဝုစတမြေအစီအစဉ်စာပြဖို့အနာမကျမ်းစာတစ်ပုဒ်ကိုဖတ်ပြပါမယ်။တရား၁၈ခုမြောက်သောဆန္ဒအငယ်၂၄ဖြစ်ပါတယ်။ဤနေ့ယသည်သရဖျားစီရင်တမှုသောနေ့ဖြစ်၍ယနေ့ဝမ်းမြောက်အရှင်သန်ကြကုန်အံ။ဤနေ့ယသည်သရဖျားစီရင်တမှုသောနေ့ဖြစ်၍ယနေ့ဝမ်းမြောက်ရှင်သန်ကြကုန်အံ။စစ်တောင်းကြပါစို့။ ကောင်းကင်ဘုံထဲရှိတော်မူသောအဖဖျားသခင်ယနေ့ဒီကိုတော့ဖန်ဆင်းတဲ့နေ့အောက်တိုဘာလ၁ရက်နေ့ဖြစ်ပါတယ်။နေ့တိုင်းဒီကိုတော့ဖန်ဆင်းတဲ့နေ့ဖြစ်ပါတယ်။ဒီနေ့ကိုကျွန်တော်တို့ဝမ်းမြောက်ရှင်သန်စွာဖြင့်ကျေးဇူးတော်ချီးမွမ်းနိုင်ဖို့ကောင်းကြီးပေးတော်မူပါ။ဝိညာဉ်တော်သည်ကျွန်တော်လမ်းပြပေးပါမြဲကြောင်းမနေ့ယနေ့နောက်ကာလမပြောင်းမလဲအသက်ရှင်နေမှုသောကျွန်တော်ရဲ့ကယ်တင်ပိုင်ရှင်သခင်ခရစ်တော်ရဲ့မြတ်တော်နာမ၌ယုံကြည်စွာကျေးဇူးတော်ပေါင်းကိုချီးမွမ်းလက် စုတောင်းစကားအနန္ကြပါရပါဗျာအာမင်ဓမ္မတိအမှတ်78ဂုံတို့ချီးမွမ်းခြင်းဝမ်းမြောက်လှစွာချီးမွမ်းပါမည်ဘုန်းကြီးဖရာမြတ်တာရှင်ယုံမခြင်းနဲ့ဝမ်းနေခြင်းနဲ့ပယ်ရှင်းပြီးတော့ဝမ်းမြောက်ခြင်းကိုအမြဲပေးတယ်စိတ်ချမှရှင်လန်းစေတယ်ဘုရားရှင်ရဲ့ဂုံကြီးစရုပ်တွေကချီးမွမ်းပြီးဆိုကြပါစို့ sua ာဆရာက this is a day that the lord has made ဒီနေ့ဖျားရင်ဖန်ဆင်းနေနေဖြစ်တယ် let us let us rejoice and be glad in it ဝမ်းမြောက်ရှင်လန်းကြပါတဲ့ဒီကျမ်းစာပြောချင်တာကကျွန်တော်ကကျွန်တော်ရဲ့ဝမ်းမြောက်ခြင်းဖျားသခင်ဂျေဇုတင်ခြင်းတွေကိုနေ့တိုင်းနေ့တိုင်းကတကယ်ဖျားရင်ဖန်ဆင်းနေနေဖြစ်တယ်ကျွန်တော်ရင်းနှီးဖြစ်တယ်ကျွန်တော် precious တန်ဖိုးရှိတယ်တော့ကြာအဲ့ဒီအချိန်မှာ ဘုရားသခင်ပေးတဲ့နေ့တိုင်းနေ့တိုင်းကိုကျွန်တော်တို့ကကျေးဇူးတော်ချီးမွမ်းပြီးတော့အခွင့်အရေးတစ်ခုဖြစ်တယ်။မနေ့မိုးလင်းလာတဲ့ကျွန်တော်တို့စက်တင်ဘာ30ရက်နေ့ကောင်းသောအေးရတဲ့အော်တိုတီယန်နဲ့မနေ့လင်းတဲ့ကွယ်လာကျွန်တော်နိုးပြီးနောက်ကိုနိုင်ရတော့ဆိုအပြောင်းသွားပြီးမနေ့လင်းတဲ့ကွယ်လာနိုးတယ်။ဆိုတော့ဘုရားသခင်နေ့တိကိုပေးလို့ကျေးဇူးချီးမွမ်းတယ်။တချို့ကနေ့တိကိုမမြင်လိုက်ရဘူး။နောက်တာဒီကနေ့ဘုရားသခင် ကျွန်တော်ပြုတဲ့အရာတွေကျေးဇူးတော်ချီးမွမ်းရအောင်ကျွန်တော်တက်တာမှာကျေးဇူးတော်ချီးမွမ်းစရာတွေဝမ်းမြောက်စရာတွေအများကြီးရှိပါတယ်မနေ့ကဆိုလို့ရှိရင်ကျွန်တော်တို့မလေးရှားနိုင်ငံကိုနော်15ရက်ဝင်ခွင့်ရမယ်ဆိုတော့တော်ဝမ်းမြောက်ကြတယ်တကယ်ဆိုရင်ဖခင်နဲ့အတူသွားရင်အမိတွေဝမ်းမြောက်ဖခင်ကကျွန်တော်ရှိကသွားရင်လုံးဝတည်းအခဲရှိမှာကျွန်တော်ထောင်း980 1980နဲ့ ရှစ်ခုနှစ်ဆက်ရပြီးတော့ပြပနိုင်ငံတွေကိုစသွားရပါတယ်ကျွန်တော်နဲ့ကျွန်တော်ဇနီးတဲ့အဲ့ဒီတော့ဆိုရင်ဇနီးမတော်နှစ်ယောက်နိုင်ငံခြားသွားလို့မရဘူးဒါကြောင့်ကျွန်တော်ပတ်စုလျှောက်တဲ့အခါမှာလည်းအန်အောစီယာနှစ်ယောက်လုံးသွားလို့ရတယ်နိုင်ငံရဲ့ချမ်းမပင်လင်းကျောင်းသားအငယ်စင်းကိုမွေးဖွားခွင့်ရတယ်အဲ့ဒီဆက်ရပြီးတော့ဒီနေ့အထိတချို့ကမြန်မာပတ်စုဆိုရင်ဘာဖြစ်တယ်ညာဖြစ်တယ်ဖယ်လိုက်တခါမှမကြုံဘူးဘူးရပါတိုက်ကိုရောက်တယ် စွစ်ဇာလင်ကပြီးရခမကျွန်တော်ဂျာမနီတို့เนาะအီတလီတို့ပြင်သစ်တို့အမ်စတဒန်တို့အင်္ဂလန်ဘက်ကလည်းရောက်တယ်ကျွန်တော်မရောက်ဖူးတဲ့တိုက်စလို့အာဖရိကတိုက်နဲ့မြောက်အမေရိကတိုက်เนาะဒီနှစ်ခုဒါမဲ့လာမဲ့ဖယ်ရီမှာအာဖရိကတိုက်ကတည်းကစွစ်ကူတော့ရအောင်ပဲဆိုမြောက်အမေရိကတိုက်တစ်ခုပဲကျွန်တော်လဲအာဂျင်တီးနားဘရာဇီးလို့เนาะဆိုတော့တွားတဲ့နေရာအတိုင်းမှာဒီကနေ့အထိမြန်မာပတ်စုပါပဲ ဖျောက်ခြင်းရဲ့ခေါင်းကြီးမင်္ဂလာပေးခေါ်မင်းတို့သူများတွေအဲ့ကြုံရတယ်ဆိုတဲ့အခါမှာနော်ကျွန်တော်တော့ဂျေစုတော်ကြောင့်အခုတည်းကကျွန်တော်ရှိကဖျားကြွတဲ့ခါတိုင်းမှာလမ်းနေပွေနေအမှန်ခက်တဲ့အချိန်ဦးမစကြီးဘီလီဂရင်းရဲ့ funeral ဆိုရင်ဖိဆာရောက်လာတယ်ဒီနေ့မနေ့ဖန်ဆိုရင်ဟိုမှာ funeral ဆောက်တော့ပဲကျွန်တော်မနေ့မှ train တည့်ရတော့မြတ်တော့ဘောနော်ဒီ train ဘလို့မှမဖြစ်နေတော့ဘူး ျွန်တော်မတော်လို့ဆုံးဖြတ်တယ်။တပခုနေဖုန်းဆက်တယ်။အဲ့ဒါဆရာဘီလီဂရင်ရဲ့ Vice President တကရဗစ်တာအောင်သွားလိုက်ပါကွာတဲ့။အင်းဒါဆိုလည်းတော်ဆိုနားထောင်လေမရလည်းဖြောင်းကြီးအလိုတော့။သွားလိုက်တဲ့ခါမှာအော်ဆရာကောင်းတယ်။ချက်ချင်းညနေမှာရတယ်။အဲ့ဆက်ရှိလေးကပြောလဲဆိုရင်ဆရာအောင်ဘယ်လမ်းဝင်တယ်ဘယ်လမ်းမမှုပါဘူး။ဒီသွားလိုက်တဲ့ခါမှာ American Visa ဆိုတာမနေ့တော့ညနေချက်ချင်း ရဖို့ဆိုတော့အင်မတန်ခက်ပါတယ်ကျွန်တော်ဖုန်းနဲ့တရားလေးအမျိုးမျိုးလောက်ရတယ်အဲ့ဒီဘာမှလုပ်စရာမလိုဘဲနဲ့ဖိဆာလေးပြလိုက်တဲ့နေ့ကိုကျွန်တော်သွားပြရတယ်အဲ့ဒီချက်ချင်းလီပြလည်းမှဝယ်ဟိုရောက်တဲ့သူလီပြကပေးမှာဝင်ဝယ်ဆိုတော့ဝယ်တယ်အရင်ကတစ်ထောင်လောက်ကျတဲ့ခီးစီကခု3000 4000အဖြစ်သွားတယ်ဒီကနေ့ဂျပန်ဂျပန်ပြီးတော့တခါအဲအလီအလီယန်ကြီးကအစ်ကော့ဖ်ကတော့ အဲ့ဒီအဆင့်ဆင်ပြီးလို့ရှိရင်တဆင့်သွားမနစ်2နာရီမှကျွန်တော်ရှင်းရလုံမဲ့နေအောင်ရပ်ပါလေအဲ့ဒီမှာဘီရှပ်ပြောလာကြိုးတယ်ကျွန်တော်ပြောတယ်ငါ့ကိုကားလို့ဟို wake up call ခေါ်ပြီးပါလို့မနေ့နှုတ်ချမှာနှုတ်မယ်မနေ့9နာရီဆိုသွားရမယ်အဲ့ဒါနဲ့တခါမှလည်းမအိပ်ဘူးခေါင်းချလည်းအိပ်ပြောသွားတာဖုန်းခေါ်လဲကျွန်တော်မကြဘူးတကားရေခေါင်းနောက်ဆုံးကြတော့အတန်ကြောင်းတော့မှထဖွင့်တော့ မနေ့ခဏနာရီသွားရမယ် ready လုပ်ပါဆိုတော့ချက်ချင်းအိုးစားလဲဟိုမနေ့ breakfast ဆောင်မစားဖြစ်တော့ဘူးဆိုတော့မိသွားပြောချင်တာကဘုရားခင်လုပ်ပေးရင်အိုးစရာလေအများကြီးဖြစ်ပါလေမရောက်ဘူးဆိုတာမရှိဘူးအမေရိကမြန်မာဂျပန်မှာ visa မရှိပါဘူးဂျပန် visa မတွေ့ဘူးလို့ပြောကြတယ်ဒါပေမဲ့ရောက်တဲ့အခါမှာငါတရားလောက်တော့ကွာဒီမှာခဏလေးဂျပန်နဲ့တခါမှမဝင်ဘူးအဲ့လို transit ပြသွားတော့လိုက်ကြည့်ချင်တယ်နော်အဲ့ဒီ လင်ပြန်လက်မလိုက်လို့ပေးတယ်လို့ချက်ချင်းလိုက်လို့ပေးတဲ့အခါမှာရတယ်ဆိုတော့ဖျောင်းရင်လှုပ်လိုက်လို့ရှိရင်ဖျောင်းရင်ပြောသူဖွင့်တဲ့တကားဆိုဘယ်သူမှပေးလို့မရဘူးဒါကြောင့်ကျွန်တော်တိုင်းပြည်ရနော်အနာဂတ်မှာတော့ခုနပြောလို့ပေါ့အရင်တုန်းကနိုင်ငံကြီးဥစ္စာကြီးတဲ့ဆွေးများများတက်လာလို့ရှိရင်တော့နောက်ပိုင်းဆိုရင်ပူရပွင့်တော်လိမ့်မယ်ပူလွေတော်လိမ့်မယ်ကျွန်တော်ဒါကိုပြောပြပြစီရလည်းမလုပ်ဘူးနော်ဘာလို့လဲကျွန်တော်တိုင်းပြည်ရတယ်လို့ဖြစ်လာတဲ့အခါမှာ အခုဆိုရင်တခြင်းကပြပွန်ဖြစ်တဲ့ဂျပန်ဒီဆိုလက်မှတ်ကင်တာရဲ့ခုံသွားလို့ရတယ်လို့နော်အရင်တော့လည်းမြန်မာပြနေပဲသောသောဗမာဗီဇာမလိုဘူးနော်ကျွန်တော်မိခဲ့တယ်နောက်ကျတိုင်းပြည်အဲ့လိုပြန်ဖြစ်လာရင်ဒီကိစ္စလေးအဲ့ဒီပြင်သူများနိုင်ငံကကျွန်တော်တိုင်းပြည်ကိုလာရင်မြန်မာဗီဇာရောတခါလေကန့်သားလဲအချိန်ဖြစ်လာနိုင်မယ်ဒါဖျားခင်ကအိုးစရာကောင်းတယ်ကြဖျောင်းရင်လုတ်တဲ့အရာတွေကျေးဇူးလိုချီးမွမ်းရအောင်ဖျောင်းရင်လုတ်တယ်ကျေးဇူးတင်ဝင် ရင်းရုံပုံတော့ဝမ်းမြောက်ပြီးတော့ချီးမွမ်းရအောင်ဘုရားသခင်တလောက်တောင်ခက်ခဲတဲ့အချိန်မှာနောက်တစ်ခါလေးကျွန်တော်တို့ချီးမွမ်းနောက်ကျွန်တော်တို့ဒီအတန်းနဲ့တွေ့ပြီးတဲ့အခါမှာအဲလိုက်လေဖို့ခွင့်ပေးတာပေါ့လေဟာကျွန်တော်တို့မိသားစုလိုက်သွားပြီးတော့ပန်းကောင်းနေချီးမွမ်းရတခါတည်းကျွန်တော်ရထားမရှိရထားစီးရအောင်နေပြန်စီးရင်တော့စိုက်စီးမရမှာစလို့အဲ့ဒီဖောင်နေစီးသူလိုက်ပြတယ်သူတို့လွတ်ချပြီးတဲ့စီးတင်အားလုံးတော့လည်းအခါမှာ ဖောင်စည်းတော့အာအာတင်တယ်။ဘယ်နေကလဲဗမာဖမဟုတ်လားဟာသူအာအာတင်တယ်ဒလူလူကအဲ့လိုလိလရီခီးရတော့တော့တန်နေရတာဟုတ်ပါလေဖျောင်းခင်ပြင်စီပြေးတာပါသူတို့အာအာသိလောက်ပါတော့ကျွန်တော်ခရိယတက်တာမှာကျွန်တော်ဖျားနဲ့ရွတ်တယ်ပေါ့ဘေးဘေးရောက်ဖျားပါရင်နာပူဝင်သွားတာပဲ နော်ဒီကနေ့လဲဒီလိုခက်ခဲတဲ့ကာလမှာမစိုးရိမ်ပါနဲ့ဥပမာပြီးခဲ့တဲ့နှစ်ရသုံးရဆိုရင်အခုအမေရိကန်ပြည်သားပိတ်တယ်လားပြောတယ်နော်ဆရာပါနီမောင်နဲ့သူစန်ဒီနော်သူသားတွေလောက်တော့လဲ၃ယောက်လုံးအမေရိကန်ပြည်သားရတယ်ဟိုမှာစစ်တစင်ဖြစ်တယ်အခုသူတို့အမေရိကန်ရောက်သွားပြီလူအနေနဲ့မရဘူးဆိုတော့ပိတ်နေတဲ့အချိန်ဒါပေမဲ့ကျွန်တော်တည်ရတော့အမေရိကန်အကုန်ပိတ်တာမဟုတ်ပါဘူးတာသမီတွေခေါ်ရင်သွားလို့ရတယ်ချွန့်ချက်ရှိပါတယ် ။ဘာကြောင့်လဲကျွန်တော်မြန်မာတွေကသွားပြီးတော့ခုံစင်းကြပြန်မလာတော့ဘူးเนาะ။စီဝိသက်တက်တက်ပြန်မလာတော့ဘူး။အဲ့လိုကျွန်တော်ရဲ့ဘုံသက်တည်မဟုတ်တာတကြောင်ပိတ်သွားတာတကယ်ဆိုရင်။ဟောတကယ်ဆိုလို့ရှိရင်ကျွန်တော်တို့မမငါသွားပြီးပြန်လာမယ်။ကျဆုအမေရိကပထမတစ်ခါသွားတော့ကပြီးတယ်နဲ့စပြန်လာတယ်။နောက်တစ်ခါအဲ့လိုပဲ။မာတီပေးတယ်ကျွန်တော်တို့ဇနီးမနှစ်ယောက်ပြောပြလေးငါတို့ပြန်လာတဲ့အခါမှာကောင်ဆယ်လာနောက်တစ်ခါတော့ဘာလို့အကြိုင်မနေလဲ။အာငါတို့တိုင်းပြန် ငါတို့အတွက်အကောင်းဆုံးပဲဟိုမှာငါတို့တိတ်ပြီးတော့မပြုတ်ဘူးဆိုတော့အချိန်ချင်းအခါကတချို့ကျန်အမေရိကန်ရောက်တော့ဆက်ကြီးမာတီနှစ်ချင်းသုံးချင်းရရင်တော့ဟိုမှာဘာလဲသူတို့ဒါကလည်းလုပ်ပြီးတော့စီတီဇင်ယူလို့ရတယ်ဟုတ်လားဟောကျွန်တော်ဘုရားခင်ဗမာပြည်တခေါ်လာလာပါကျွန်တော်အခုကျွန်တော်ညီကျွန်ညီမရှိနေပြီတော်ပါပြီဆိုဘုရားခင်နဲ့အတူသွားတဲ့အခါမှာတခါမှကျွန်တော်တို့ဗီဇာကိုကျွန်တော်ပတ်စကိုဖိထားတယ်မရှိပါဘူးဟော ်အမေရိကရောက်ရင်တော့ immigration မှာနည်းနည်းသူကြည့်သေးတယ်ဆိုလို့စီဝေးတော့ဘာမှပြတာမရှိဘူးဂျနီဗာရောက်တော့ဘာမှမရှိဘူးပါစပို့ပြလိုက်တယ်နဲ့တထူလိုက်တာတကယ်အိုးစရာကောင်းတယ်ဆိုဖျားပြင်းလုတဲ့အခါမှာဖျားပြင်းရှိရသွားရင်ဖျားပြင်းဖွင့်ရင်ဘယ်သူမှပေးလို့မရဒါကြောင့်ဖျားနဲ့မမှန်ကန်ကအသက်ရှင်မှာဖျားနဲ့သွားပါဘယ်ဘက်ရရောက်ဖျားပြင်းဖွင့်ထားရင်ဘယ်သူမှကျွန်တော်ပေးလို့မရပါဘူးဘယ်နိုင်ငံမှပေးလို့မရဘူး နော်ဒါကြောင့်ဒီကနေ့ဆလန်ရှားပြောသလိုပေါ့ဒီနေ့ရကနေ့တိုင်းနေ့တိုင်းဒီနေ့တည်းမဟုတ်ဘူးနော်နေ့တိုင်းကျွန်တော်အတွက် unique ဖြစ်တယ် precious ဖြစ်တယ်အဲ့ဒီမှာကျွန်တော်လည်းမလဲကျွန်တော်ဖျားခင်ပြည့်ရဲ့အခွင့်ရေးပေါ်မှာဖျားကိုကျေးဇူးတင်ပြီးတော့ချီးမွမ်းဖို့ဝမ်းမြောက်စွာချီးမွမ်းဖို့ဖြစ်တယ်အဲ့ဒီလိုဆိုရင်အသက်တာတစ်ချိန်လုံးဘာလို့ခက်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 ဒါလို့ပြောလို့ကျွန်တော်အမှုတော်စဆောင်တော့ 300လေးပဲရပါတယ်ဒီကနေ့ဆိုရင်ဟိုးဖျားခင်ပြင်ဆင်လိုက်တဲ့အခါမှာတော့ဒီကနေ့အထိကျွန်တော်ပေးလို့မကုန်ဖြစ်နေတဲ့လူတွေကိုပေးနေတယ်ဖျားခင်ပြင်ဆင်ပေးတယ်တော့လိုအပ်တဲ့အရာတွေအားလုံးနဲ့ဖျားခင်ပေးတယ်ဒီနောက်တည်းဆောက်ဦးလူကလာပေးတယ်အရင်တော့ကျွန်တော်ဒီနေ့ဒဲလေးနဲ့နော်ကျပြန်လုတဲ့အရာတွေအပေါ်ကျနေချီးမွမ်းစရာဒီနေ့ကျွန်တော်မနေ့ဆိုအိုးချီးမွမ်းပြောင်းခင်ကျေးဇူးတင်လိုက်တာဒီနေ့ချစ်လူတွေမြန်မာပတ်စုတ်ကနေအခါမှာအဲ့လိုခံရတဲ့အခါမှာကျွန်တော်တို့ကတော့ မျက်နှာသာပြေးလို့ကျေးဇူးတင်တယ်။ဒါကြောင့်ဒါဝိဘီရင်တို့လိုယောတတုလိုကျွန်တော်ရှိကဖျားကြွရင်ဖျားအတူပါရှင်စိတ်ချအဩစရာဖျားရင်လုံနေတယ်။ဒါကြောင့်အရေးကြီးတာကကျွန်တော်တို့ဒီလိုရတဲ့အခွင့်အရေးပေါ်အလွဲသုံးစားမလုပ်မိဘူး။ဒီများနိုင်ငံရောက်ရင်လည်းဒီများနိုင်ငံရဲ့ဥပဒေလိုက်နာမယ်။နော်ကျွန်တော်ပြေးလောက်ပဲနေပြီးတော့ပြန်လာမယ်။ကျွန်တော်ဆိုရင်အနည်းဆုံးတို့6လလောက်ပြီးတော့ခမချင်မနေဘူး။အလုံးတက်လာပဲ။ ပြီးရင်ကုတိုင်းပြီပဲဘုရားခင်လည်းဒီစိတ်ဓာတ်ကိုပေးထားတယ်ဘုရားခင်ကျွန်တော်ဗမာပြည်မှာမွေးကဗမာပြည်အတွက်ပဲနိုင်ငံခြားအတွက်ပို့ဘလို့အကြောင်းမဖြစ်ကြဓမ္မရှိနေတယ်ကျွန်တော်ဒီကနေ့အစ်တလူသားကျွန်တော်ခံယူပြီးသွားရင်ဘုရားခင်ရှိမှနှစ်သက်ွယ်ဖြစ်မယ်ဘုရားခင်ဘုန်းကျွန်တော်ရှိကကြွရင်ဘယ်တိုင်းပြည်မှာကျွန်တော်ပြီးလို့မရပါဘူးနော်တိတ်ကပ်ပြီးတော့အချိန်မှလည်းဖွင့်ပေးတာဘုရားခင်ရှိတယ်သူကဲတော့ချီမနဲ့အောင်ကျွန်တတိယမှာ နေ့တိုင်းနေ့တိုင်းကဖရာခင်ကျွန်တော်တို့စီရင်တဲ့နေ့ဖြစ်တယ်ဒီနေ့ကဖရာခင်စီရင်ထားတဲ့နေ့ဒါကြောင့်ဝမ်းမြောက်စွာကျေးဇူးတော်ချီးမွမ်းမှာဖြစ်တယ်ဒီနေ့နေ့တိုင်းအောက်တိုဘာနေ့တိုင်းနေ့တိုင်းကိုချီးမွမ်းပါမကြခင်ကျွန်မြလင်းတောင်းတာတဲ့ကျွန်တော်တိုင်းပြည်ကြီးကတကယ်ပဲတရားမြတ်တဲ့တိုင်းပြည်ကြီးပြန်လဲကျွယ်ဝနိုင်ငံကြီးဖြစ်လာတဲ့အချိန်ကြရင်ခုနလိုဖီဇာကိစ္စအားလုံးအတွက်အဲ့လိုအချိန်တွေမှာကျွန်တော်တို့က ဘုရားခင်ပေးတဲ့ကောင်းကြီးမင်္ဂလာကိုအလွယ်တုံးစားမလွတ်မိဖို့အမှန်တန်ရည်ကြည်ပါတယ်။အဲ့လိုလုပ်တော့ကြောင့်ကျွန်တော်တို့တခြားလူတွေခံနေရတယ်။ဒါပေမဲ့ကျွန်တော်ကပုံတက်နေပြရမယ်။ကျွန်တော်ကတတ်မှတ်ထားတဲ့စီကားတိုင်းနေကြမယ်။ဆိုရင်ဘာမှပြဿနာရှိမှာမဟုတ်ဘူး။ဒါကဘုရားခင်ရဲ့ကျေးဇူးတော်ကိုအထူးပဲချီးမွမ်းပါတယ်။ဂနေတေအောင်ဘုရားခင်ကိုကြီးမဆနေတယ်။ဒါဘုရားခင်ကျေးဇူးတော်ချီးမွမ်းစရာတသက်ဖြစ်တော့ကြောင့်ဒီကနေ့ဒီ ကျွန်တော်တို့အတွက်ဘုရားရှင်ဖန်ဆင်းတဲ့နေ့ဖြစ်တဲ့အောက်တိုဘာ10ရက်နေ့82ရက်တိုင်းပါလေစိတ်ချဘုရားရှင်ဖန်ဆင်းတဲ့နေ့တိုင်းနေ့တိုင်းပါဘုရားရှင်ကျွန်တော်ရှိကဘုံကြွပြီးဆိုစိတ်ချမပူနဲ့ဘာမှကျွန်တော်တို့စိုးရင်စရာမရှိပဲနဲ့လမ်းနေပြင်တော်ပါနေမယ်ဤအတွက်ကျွန်တော်တို့ဆူတောင်းကြဖို့ဖြစ်ပါလေဆူတောင်းဖို့ကတော့ဒီနေ့ကျွန်တော်တို့ကိုဆူတောင်းချက်ပို့ထားတာလည်းမရှိပါဘူးမရှိဘူးဆိုတဲ့အခါမှာကျွန်တော်တို့ဒီနေ့မြန်မာနိုင်ငံ ခရီးယံဂိုင်းမောင်းစုဆူတောင်းရကော်မတီရဲ့ဆူတောင်းချက်နဲ့ဆက်ကြတော့ဤနေ့သည်ထရပ်ဖျားဖန်ဆင်းတော်နေ့ဖြစ်သောကြောင့်ဝတ်မြောက်တဲ့ယေရှုတော်ကိုချီးမွမ်းကြပါစို့တဲ့နမနစ်ချက်ကအောက်တိုဘာလမွေးနေ့ရှင်များဤတောင်းတနေသောအရာများဆူတောင်းမျှော်လင့်ထားသောအရာများသည်အလိုတော်နှင့်အညီပြည့်စုံမည်အကြောင်းဆူတောင်းပေးဖို့ရှိပါတယ်တဲ့ ပြီးတော့အောက်တိုဘာလမှာမွေးနေ့ကြောက်တယ်တရနေ့မှာမွေးနေ့ကြောက်တယ်လို့ဖြင့်တနလုံးမွေးနေ့ကြောက်တယ်မွေးနေ့ရှင်များတဲ့လေမေတ္တာပို့ဆွတောင်းမယ်မိမိရဲ့မင်္ဂလာရက်မြတ်ကိုမြင်တဲ့ဇနီးမောင်နှံတွေလည်းမေတ္တာပို့ဆွတောင်းကြပါစို့ကောင်းကင်ဘုရားရှိတော်မူသောဖတ်မြတ်စွာဘုရားခင်ဤနေ့ရက်ဒီသရဖျားဖန်ဆင်းတော်နေ့ဖြစ်တော်ကြောင့်ဘုရားကိုလည်းကိုရှင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ် ကျွန်တော်ရဲ့နေ့တိုင်းနေ့တိုင်းဒီကိုရောဖန်ဆင်းတဲ့နေ့ဖြစ်တော့ကြောင့်ကိုရောကမနေ့တိုင်းကိုကိုချီးမွားပြီးတော့သွားတဲ့အခါတိုင်းမှာဘယ်သူမှမပိတ်နိုင်အောင်ကိုရဲ့တကားတွေဖွင့်နေရှိတော့ကြောင့်ဂျေဆုတော်ကိုချီးမွမ်းကြပါလေဘုရုကိုယုံကြည်သောသူတိုင်းဤအခွင့်အရေးရရှိဖို့ရကျွန်တော်ရှိကဖျားခင်ရဲ့ကြွတော်မူခြင်းကိုခံစားလိုက်လိုက်ရှိဖို့ကျွန်တော်ကမဆပါဘူး ကျွန်တော်ကရှေ့ကမသွားဘဲဘုရားကိုနောက်မှာမထားဘဲနဲ့ဘုရားကိုရှေ့ကတင်သွားရင်ဘုရားဘုံလျှောက်သွားရင်သူဘုံကဘလူးမစီတာလို့မရချောင်းကိုကျွန်တော်အတ္တတံမှာယနေ့တိုင်အောင်အောစရာခံစားရပါတယ်။ဤအတွက်ကျေးဇူးတော်ချီးမွမ်းတယ်လို့ဝင်ရတဲ့အခါမှာလည်းအရောက်တိုင်းရဲ့နှလုံးသားထဲမှာသူကဲ့သို့အသက်ရှင်ခြင်းအဖြစ်ကောင်းကြီးမင်္ဂလာဖြစ်စေတမူပါ။အောက်တိုဘာလမွေးနေ့ရှင်များအတွက်တတိယဆုတောင်းပေးပါရစေ။ ဒီတရနေ့မှာကြားမယ်ဝိနည်းရှင်မဆာရေးတလတာလုံးတချို့လည်းတင်ပြဖို့ရန်အခက်ခဲရှိလို့လားအားနာလို့လားမသိပါကျွန်တော်ဆွတောင်းပြပါလေအောက်တိုဘာတရတလလုံးချီးမွမ်းကြမယ်ဝိနည်းကြောက်တဲ့သူဝိနည်းရှင်များမင်္ဂလာရက်မြတ်ကိုမြင်တဲ့ဇနီးမောင်နှံတို့ဒီလေနေ့တိုင်းနေ့တိုင်းဒီသာရဖျားဖန်ဆင်းတော်မူအနည်းဖြစ်သောကြောင့်ဝမ်းမြောက်လက်ကြီးစွာချီးမွမ်းနိုင်ဖို့ကောင်းကြီးပေးခြင်းအပြင် ်ယေရှုချီးမွမ်းခြင်းရစ်ကိုပူဇော်တော်သူသည်မာယီဘုံကိုထင်ရှားစေတော်သူလို့ပြောမိမာတဲ့အတိုင်းပဲကျွန်တော်အတ္တတအတ္တီအားဖြင့်ရောက်တဲ့နိုင်ငံတိုင်းသွားတဲ့နေရာတိုင်းမှာကလုတ်ဘုံကိုထင်ရှားစေဖို့ကောင်းကြီးမင်္ဂလာဖြစ်စေပါမည်အကြောင်းမနေ့ယနေ့နောက်ကာလမပြောင်းလဲအသက်ရှင်နေမှုသောဘုရားသခင်သည်ကျွန်တို့အားတမန်တော်များကိုတင်ပေးခဲ့တဲ့ပထနာကိုကျွန်တို့ကိုတင်ပေးခဲ့တယ်လို့ကျွန်တို့သည်သဘောချင်းတူလျက် မေတ္တာပို့ဆုတောင်းကြမိမှာကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်တို့၏ဖာကိုတို့ဤနာမတော်အားယူသည်လေးမြခြင်းရှိပါစေသောနိုင်ငံတော်တည်ထောင်ပါစေသောအလိုတော်သည့်ကောင်းကင်ဘုံ၌ပြည့်စုံကဲ့သို့မြေကြီးပေါ်မှာပြည့်စုံပါစေသောအသက်မွေးလောက်သောစာကူးကျွန်တို့အားယနေ့ပေးသနာတော်မူပါဒီတစ်ပါးသည်ကျွန်တို့ကိုပြမှားသောပြင်များကိုကျွန်တို့သည်လွတ်တကယ်သို့ကျွန်တို့၏အပြစ်များကိုလွတ်တော်မူပါ ြစ်သွေးဆံသာတို့မလိုက်မပါစီပဲမကောင်းသောမှုရမှလည်းကဲတို့တမှုပါအစိုးပိန်သောအခွင့်နှင့်ဘုန်းတော်အာနုဘတော်သည်ကဘာဆက်ဆက်ကိုတော်၌ရှိပါ၏အာမင်အစီအစဉ်ရုပ်သိမှုအတွေ့ဓမ္မတစ်ချက်မှ406ဘယ်မြတ်ကြည်မြတ်တယ်မနီကျွန်တော်ကိုယ်ပဲဖျားခဲ့အအောဝဲစိတ်လို့ရှားပဲကဘာဆက်ဆက်ဖန်စင်းနဲ့အအောဝဲကောင်းတဲ့ဖျားခဲ့ဖြစ်ပါလေအတူတကွာချီးမွားတည်ဆူကြပါစို့ ူတော်ကြောင့်အော်တိုဘလာ၁ရက်နေ့ကိုကျွန်တော်ဝင်စားရပါတယ်။ဒီနေ့ဒီကိုတော့ဖန်ဆင်းတဲ့နေ့ဖြစ်ပါတယ်။နေ့တိုင်းနေ့တိုင်းကိုတော့ဖန်ဆင်းတဲ့နေ့မှာကိုရင်းနဲ့အတူကျွန်တော်အစပြုရတဲ့ကြောင့်ကျေးဇူးတင်ပါတယ်။ဒီနေ့အစပြုကြရတဲ့ကျွန်တော်တို့ဆွတောင်းဖုံများနဲ့အတူရှိတော်မောက်ကိုအတူတူဝမ်းမြောက်စွာကျေးဇူးတော်များကိုချီးမွမ်းကြတဲ့အခါမှာရှိတော်မောက်တွေမွေးကြိမ်သောယနေ့အဖြစ်လက်ခံကောင်းကြီးပေးပါမည်အကြောင်းသရဖျားသည်ကျွန်တော်တိုင်းပြည်ကြီးကိုကောင်းကြီးပေးရေးဆောင်မကြည့်ရှိပါစေတော့ ျွန်တို့တို့အပေါ်မှာကိုတော်ရဲ့ရွှေမျက်နှာလင်းတော်ကိုလွှတ်လဲကျွန်တို့တို့အားဂယုနာယေရှုပြုတော်မူပါစေတော့ကျွန်တို့တိုင်းပြည်ကိုမျှော်ကြည့်၍ချမ်းသာပြုတော်မူပါစေတော့ခမည်းတော်ဖခင်ရဲ့မြတ်တာတော်သားတော်ယေရှုခရစ်တော်ရဲ့ယေရှုတော်နှင့်တန်ရှင်သောဝိညာဉ်တော်ဖခင်ရဲ့မိသားဘွယ်ချင်းယေရှုအပေါင်းတို့သည်အမိမြန်မာနိုင်ငံဒီအပေါ်၌၎င်းနိုင်ငံသူနိုင်ငံသားများနှင့် ပြည်တော်ကြီးချမ်းသာရမည်ကြောင်းအာမလစိတ်မပြပဲဆုတောင်းကြကုန်သောတာသည်အသီးဒီပေါ်မှာယခုမှစ၍ကာလအစင်မြဲတည့်ရောက်တည်ရှိဒီနေပါစေတည်းအာမင်